်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အနောက်တောင်တိုင်းကိုချင်းချောင်လာမယ့်ရခိုင်စစ်မျက်နှာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်နောက်ဆုံးရရှိထားတဲ့သတင်းတွေကအရခတ်တတော်နဲ့မဟာမိတ်တပ်ပေါင်းစုကအမ်ဗရန်လန်ပေါ်ရှိဖက်စစ်စင်းအုပ်စုရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့နိုင်ရီကန်တောင်ကုန်းစခန်းနဲ့2ကီလိုမီတာကွာကိုရောက်ရှိလာပြီးကာကင်းစခန်းများအလုံးကိုသိမ်းပိုက်နိုင်ပြီဖြစ်ပါတယ်နိုင်ရီကန်ကစင်းအုပ်စုရဲ့လက်နက်ကြီးပြစ်ခတ်နိုင်မှုနဲ့လေကြောင်းရင်ကာကွယ်ရေးအတွက်အချက်ချကြတဲ့စခန်းကြီးဖြစ်တယ်လို့ဆိုပါတယ်အရခတ်တတော်ကနိုင်ငံရ ရဲ့အနောက်တောင်ဘက်ခြမ်းကိုလည်းထိုးဖောက်နေပြီဖြစ်ပါတယ်။ဒီလိုထိုးပေါက်နိုင်ဖို့အဲ့ဒီဒေသရှိ၎င်းတို့ရဲ့မဟာမိတ်တများကညီတို့ပံ့ပိုးပေးခဲ့တယ်ဆိုတာနဲ့အဲ့ဒီကတဆင်ပဋိပက္ခကိုညီတို့ပုံဖော်လာတယ်ဆိုတာကိုလေ့လာဖို့လိုအပ်တယ်လို့ဆိုပါတယ်။အာရခတ်တကလူမျိုးစုအမျိုးသားရေးဝါဒနဲ့ကိုပိုင်ဆုံးဖြတ်ပြတ်ထန်းခွင့်ရရှိရေးကိုသာအဓိကဦးတည်ခဲ့သောညားလေအချားအာနာရှင်စန့်ချင်အဖွဲ့များနဲ့သွေးစည်းညီညွတ်မှုကိုကြေကြင်ပြန့်ပြန့်တည်ဆောက်နိုင်ခဲ့ပြီးကိုရဲကြီးကိုဖြန့်ချက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်လည်းအိန္ဒိယနဲ့ထိစပ်နေတဲ့ချင်းပြည်နယ်စစ်တပ်ရဲ့စစ်ပစ္စည်းမျာ ာထုတ်လုံရာဘကိုးနဲ့မကွေတိုင်းတွင်ကိုထိုးပေါက်နိုင်ခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့လက်ဝင်ရှိနိုင်ငံရဲ့စပတ်ကြီးလို့တင်စားခေါ်ဝေါ်တဲ့အေယာရီမြို့ဝကျုံးပေါ်ကိုချင်းချောင်းနိုင်ခဲ့တာပါဒီဒေသတွေမှာအမေရိကန်တပ်တော်နဲ့လက်တွဲတိုက်ပွဲဝင်နေတဲ့အဖွဲ့ပေါင်း18ဖွဲ့ရှိလာပြီဖြစ်ပြီးတော်လိုင်းအတွက်အဓိကအားထားရဖြစ်လာခဲ့ပါတယ်မြန်မာပြည်ရင်းစစ်ရဲ့လာရကိုလည်းကြီးမားစွာတန်ရာမှုရှိလာခဲ့ပါတယ်အမေရိကန်တပ်တော်ကနေကြာဒေသတရှောင်းစစ်တပ်ရဲ့လှုံ့ရှားနိုင်စွမ်းအားပြက်ပြားသွားစေဖို့နဲ့ပသိမ်မုံရွာနဲ့တရှောင်းနဲ့မကွေးဘကိုအေယာရီတျှောထိန် ထုံနိုင်ဖို့ရည်ရွယ်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ချင်းညီနောင်များဖွဲ့ကလည်းမင်းတပ်နဲ့ဖလန်းမှာထိုးစစ်များဆင်လာပြီးအရခတတော်ရဲ့လက်နက်လူဝင်ရပံ့ပိုးမှုတွေနဲ့2024ဒီဇင်ဘာမှာမင်းတပ်နဲ့အခု AB25 မှာဖလန်းကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရခိုင်မြို့မှာတခြားအရခတက်တွင်ရဲ့စစ်စင်ရေးတွေကိုတွန်လိုင်းဖွင့်ချောင်းဖွင့်က2024ဩဂုတ်လကစပြီးပံပိုးကူညီပေးခဲ့ကြပါတယ်။အရာရီတွန်လိုင်းတက်တွင်ကရခိုင်တောင်ပိုင်းစစ်စင်ရေးတွေမှာကူညီပေးခဲ့တဲ့အတွက်၎င်းတို့ဒေသတွေစစ်စင်ရေးတွေကိုလည်းအရခတက်တွင်ကကူညီဖို့ရှိနေပါတယ်။စင်အုပ်စုတက်တော့၎င်းတို့ရဲ့လုံခြုံရေးအတွက်အိမ်မက်စူးကြီးဖြစ်လာခဲ့ရပါတယ်။လုံနေကြလေကြောင်းတိုက်ခတ်မှုတွေဖြန့်လင်းပြက်ကလည်းထိရောက်စွာဟန့်တားနိုင်ခြင်းမရှိတော့တရုတ်ကစင်အုပ်စုအခြေမလာဖြစ်လာတာကိုဝန်ရောက်ဖြန့်ဖြေးပေးဖို့ကြိုးပမ်းခဲ့တော့လေအရခတက်တော်ပေါ်ဩဇာတန်ရောက်နိုင် င်မှုကမဆိုတလောက်သာရှိပါတယ်2024ဒီဇင်ဘာမှာစစ်တပ်နဲ့တွေ့ခဲ့ပြီးဖြစ်တော့လေမြည်သည့်သဘောတူညီချက်မျိုးမှမထွက်လာခဲ့ဒါပေမဲ့တရုတ်မျက်နှာထောက်ပြီးကြောက်ပြူကိုအလုံးကြီးနဲ့ထိုးစစ်စနာကိုရှောင်ရှားခဲ့ကြတယ်မြန်မာနိုင်ငံကဖေဖော်ဝါရီလတွင်ကမကွေးပကိုးအရာရီဒေသတွေမှာအာရခတန်နဲ့မဟာမိတ်အကြမ်းဖွဲ့ဖွဲ့ရင်းရဲ့ချင်းချောင်မှုအနေနဲ့ကြီးထွားလာနေပြီလို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်မကွေးနဲ့ပကိုးဒေသတွေမှာအာရခတပ်တွေနဲ့တပ်ပေါင်းစုက စစ်တပ်ရဲ့လက်နက်ပစ္စည်းများထုတ်လုပ်တဲ့စံယုံများကိုချိန်ချောက်လာနေပြီဖြစ်ပါရယ်အိယာဝရီတိုင်းထိုးစစ်ကိုအေပီလာတွင်အကန့်အသတ်နဲ့ဆက်ဆင်လာတော့ညာလဲရှေးလျှောက်ကျေပြန့်လာဖို့ရှိနေလို့တိုင်းပြည်ရဲ့ဆန်စပါထွက်ရှိမှု30ရာခိုင်နှုန်းရှိရာဒေသကိုချိန်ချောက်လာမယ်အပြင်မင်းအောင်လိုင်ရဲ့ရွှေကောက်ပွဲလုံနိုင်မယ်မြို့အရေးထွက်တဲ့လဲထပ်ပြီးညော့နေသွားပါမယ်ဒီလိုစည်ရီအသာစီးရလာတဲ့အရခတ်တက်ကစိစက်ဆွနေဖို့ဘလူများစိတ်ဝင်စားပါမလဲအရခတ်တက်ကအခြားသောတော်လိုင်းဖွဲ့တွေကိုတောင်းပန်ကူညီလာတာကြောင့် ချင်းပြည်နယ်နဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အမကန်နိုင်ငံအလဲပိုင်းကိုဩစာတက်ရောက်မှုရှိလာနိုင်တဲ့အဲ့ဒီအတွက်စေအောင်စုအလွန်နိုင်ငံကိုအောက်ချုပ်မဲ့အန်ယူဂျီရဲ့ရေရှည်ရက်တီသွားနိုင်မှုကြာဆင်းလာမယ်အပြင်အဲ့ဒီဒေတာရင်းရှိဖွင့်များကြားအကွဲပြင်းများဖြစ်လာမယ်အန်ဒီရဲ့လည်းရှိလာနိုင်တဲ့ချင်းပြည်နယ်မှာအလားတူအနေအထားများတွေ့လာရပါတယ်။အာရခတက်ကအန်ယူဂျီကိုအာနာမသိမ်းမီကစစ်တပ်ရဲ့ရခိုင်ပြည်နယ်တွင်စစ်စင်ရေးတွေကိုထောက်ခံခဲ့မှုနဲ့ပြည်နယ်ဝင်ကြီးချုပ်ကိုရွေးချယ်ရမှာရခိုင်မျိုးသားပါတီတွေကိုပြစ်မဲ့ခဲ့မှုကြောင့်အမြင်မကြည်လင်မဲ့ရှိနေရမှာအာရခတက်တော် တည်ထောင်မဲ့စစ်ကြောင်းနှစ်မြောက်နှစ်ပတ်လည်နေ့အတွက်သဝန်လာများပေးပို့တဲ့အဖွဲ့30ကြားမှ NUG ပါမလာတာကိုထောင်ရင်လလောဆယ်မှာဆက်ဆံရင်အဆင်မပြေလို့ယူဆစေရဖြစ်ပါတယ်။ NUG လက်အောက်ရှိပြည်သူ့ကာကွယ်တပ်တွေကအာရခတပ်နဲ့ပူးပြီးပူးပေါင်းလာမှုရှိပါတယ်။ဒါကလည်း၎င်းတို့ကို NUG မှလက်နက်ငွေအားနဲ့မြေပြင်အခြေအနေနဲ့ကပ်ညီတဲ့မဟာမြူဝါပိုင်းမှာပံ့ပိုးနိုင်ဖို့အခက်အခဲများရှိလာနေတာကိုသိလာတာကြောင့်ဖြစ်ပါတယ်။အာရခတပ်တော်ကလည်း NUG ရဲ့နိုင်ငံကိုဥစားမှုပေးရမယ်ရှင်မ်းချက်များအစားဒေတာရင်းရှိ၎င်းတို့နဲ့နှိစက်တဲ့ ွန်လိုင်းအင်အားစုတွေကိုပံ့ပိုးလိုတဲ့သဘောထားများရှိပါတယ်။အခြားတွန်လိုင်းအဖွဲ့တွေကလည်းစေအုပ်စုကိုတံပြန်ချင်းချောင်းနိုင်စွမ်းရှိလာတဲ့အာရခတက်တော်အပေါ်မျက်စိကျလာပြီးပူပေါင်းလိုလာကြတဲ့အာရခတက်တော်ကအခုကနိုင်ငံအနောက်တောင်ပိုင်းကိုဩဇာတရားမှုရှိလာနေပြီဖြစ်ပါတယ်။မြောက်ပိုင်းအရှေ့မြောက်ပိုင်းနဲ့အရှေ့တောင်တိုင်းတို့မှာ၎င်းတို့ရဲ့ခြေရာလက်ရာများတွေ့ခဲ့ကြရပြီဖြစ်ပါတယ်။ အခုအခါနောက်တောင်ပိုင်းမှာအရခတပ်တွေကဦးဆောင်နာယကဖြစ်လာပြီး၎င်းတို့ရဲ့ရှိရွက်ချက်များအတွက်ပံ့ပိုးပေးမယ်သူများရှိလာမှာဖြစ်ကဗမာလူများစုများနေထိုင်ရာဗဟုဒေသမှာလည်းအလားတူဖြစ်လာနိုင်ပါတယ်။၎င်းနဲ့တူအရခတပ်တော်ကတော်လိုင်းကြီးရဲ့အာဏာနိုင်ငံကြီးကိုပြန်လည်အစီအစဉ်ချလာနိုင်ပါတယ်။အဲ့ဒီအတွက်စေအုပ်စုကမကောင် အန်ယူဂျီကိုပါချင်းချောင်းလာနိုင်စွမ်းရှိပါတယ်လီလာသူအချို့ကအရခတကရခိုင်ပြည်နယ်အပြင်တိုးချင်ရင်အတွက်တော်၎င်းဒါမမိုးစစ်တွေနဲ့ကြောက်ပြူမျိုးများသိမ့်ပိုင်အတွက်တော်၎င်းဒွိဟာဖြစ်နေတယ်လို့ရှုံချီနေကြပါတယ်တကယ်တမ်းမှာအဆိုပါမျိုးနှမျိုးကိုစစ်တပ်အလက်တွင်ရှိနေခြင်းက၎င်းတို့အကျိုးများဖို့ရှိနေပါတယ်ဒီမျိုးနှမျိုးကိုချင်းချောင်းနိုင်တဲ့ရင်စင်အုပ်စုကတရုတ်တို့အလို့ကြဖြစ်ဖို့ပကိုးမကွေးနဲ့အီယာရီတိုင်းတို့ရှိပုံပုံလှောက်ရှားနိုင်တဲ့စစ်မျက်နှာများမှာအရင်းမြစ်များကိုထုံနှုတ်ကာကွယ်ပေးရတာကြောင့်ပဲဖြစ်ပါတယ်အရခတက်တွေကဒီလိုမျိုးတွေကိုဆက်ပြီးချင်းချောင်းထားပြီးအီယာရီတိုင်းဘက်မှာ ာပို့ပြီးအလုံးရင်းနဲ့လှူရှားလာပွင့်ရှိပါတယ်။ရခိုင်ယိုမာရဲ့မတ်ဆောက်ကြမ်းတက်တဲ့တောင်ထိပ်တွေကမကွေးပဲခူးလို့နဲ့ထိစပ်နေတဲ့အေအေနဲ့နမိတ်တွေကိုခံတက်ကြီးတပွင့်အခိုင်မာကာကွယ်ပေးထားပါတယ်။ဒါပေမဲ့အရာရီနေဆက်မှာတော့ယိုမာတောင်ဆောင်တွေကနှိမ့်လျှောကြလာလို့ဒီဒေသကမြန်မာစစ်တပ်ရဲ့တံပြန်ထိုးစစ်တပ်ဖြစ်နိုင်ခြင်းအရှိဆုံးလမ်းကြောင်းဖြစ်ပါတယ်။ဒါအပြင်ပသိမ်အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကရခိုင်နယ်စပ်နဲ့မိုင်၄၀ကံသာကွာဝေးပါတယ်။ဒီစစ်ဌာနချုပ်ကိုမြောက်ဖက်မှာဖြတ်တောက်ဖို့အတွက်အင်းကအေရီတိုင်းရှိပသိမ်မုံရွာလမ်းတစ်လျှောက်လေး ီးပတ်လီတာဖြန့်ပြီးထိုးစစ်ဆင်နွှဲလာပါတယ်။အဲဒီမှာတဆင့်၎င်းတို့ကတောင်ဘက်ရှိဟိုင်းကြီးကျွန်းရေတပ်စခန်းနဲ့ RMC ကိုချိတ်ဆက်ထားတဲ့လမ်းပိုင်းကိုပိတ်ဆို့ဖို့နဲ့အရှိဘတ်ကိုဆက်သွင်းရေးလမ်းကြောင်းများကိုဖြတ်တောက်ဖို့ကြိုးပမ်းလာပွဲရှိပါတယ်။အခြားစစ်မျက်နှာတွေမှာဒေသခံမဟာမိတ်တွေကစွန့်အားမြင့်တင်ပေးသလိုအင်ယာရီတိုင်းရှိခုခံရေးဖွဲ့ရင်းနဲ့မဟာမိတ်တွေကမြေပြင်အနေထားကိုနားလည်ဖို့အဖွဲ့ရဲ့ထိုးစစ်ကိုကျူးကျော်မှုအဖြစ်မဟုတ်ပေလုံမြောက်ရေးအတွက်လို့ဆိုပြီးဒေသခံတွေကိုစုစားဖို့အတွက်အဓိကနေရာမှာပါဝင်လာကြမှာဖြစ်ပါတယ်။ဒီနည်းနဲ့ဖွဲ့ရီကိုအသု ုံးချနိုင်တဲ့အတွက်အင်းရဲ့စွမ်းရည်ကလည်းလာမဲလာရီတင်မြင့်တက်လာပြီး၎င်းရဲ့ထိုးစစ်များကိုဆက်လက်အားပြည့်နိုင်တော့မှာဖြစ်ပြီးနိုင်ငံအနောက်တောင်ပိုင်းရှိစစ်ကောင်စီကိုဇက်တိုက်စင်ခေါ်လာနိုင်တော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းရှင်းတာထားတာကို တင်ဆက်ပေးလိုက်ရပါရဲ့ရှင်